အီရန်အစ္စရေးပြည်ပခါမှာအမေရိကန်ရဲ့ပအဝင်ပတ်သက်မှုပုံမှုမြင့်တက်လာတာနဲ့အမျှတရုတ်ဟာဒေတာတွေညှင်းပွားမှုတွေမှာအမေရိကန်ရဲ့ဂျာဝန်ဆော့ဖတ်မှုဝါဒကိုလေးလာနေပြီးအခြေအနေကိုအနီးကပ်စောင့်ကြည့်နေတယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။အမေရိကန်ကအီရန်ကိုတိုက်ခိုက်ခဲ့တာဟာကမ္ဘာလုံးဆိုင်ရာဩဇာလွှမ်းမိုးမှုအခြေအနေကိုမခံမနိုင်တာသို့မဟုတ်တေချာရေရာမှုမရှိတဲ့အခြေအနေကိုရောက်ရှိသွားခဲ့ချိန်မှာ အမေကကမ္ဘာဥဆောင်သူကဏ္ဍကနောက်ဆုတ်သွားမယ်ဆိုတာကတရုတ်အတွက်အကျိုးရှိစေလိမ့်မယ်လို့တရုတ်ရေးလေးလာသုံးသပ်သူတူကပြောကြားခဲ့ပါတယ်။တိဒါထင်ရှားတဲ့အချက်မှာအမေကချိန်ကြာလုံးနဲ့စစ်ပွဲကိုဆင်နွှဲလိုတာမရှိတယ်လို့အီရန်ပြည်ပခါကဖော်ပြခဲ့တဲ့ဖြင့်ထိုင်ဝမ်အရေးပါဝင်အခြားအရေးကိစ္စတွေကိုကင်တွယ်ဖြစ်ခြင်းမဲ့အမေကတမနဒေါ်နယ်ထရန့်အစိုးရဖွဲ့ရဲ့ချင်းကပ်ပုံတွေကိုတရုတ်ခေါင်းဆောင်ပိုင်းတွေကတစုံတစသိရှိခဲ့ကြပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကအမေကအီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုလေကြောင်းတိုက်ခိုက်မှုတွေအောင်မြင်မှုရရှိခဲ့ပြီးအီရန်ရဲ့နျူကလ িয়ার က်စွမ်းဆောင်ယူတွေကိုအလုံးစုံဖျက်ဆီးနိုင်ခဲ့တယ်လို့အမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟတ်ဆက်ကပြောကြားခဲ့ပါတယ်။ဇွန်လ23ရက်ကအစ္စရေးကအီရန်ရဲ့စစ်ရေးပစ်မှတ်တွေနဲ့နျူကလ িয়ার စက်ရုံတွေကိုရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်နှစ်နိုင်ငံကြားအပြန်အလှန်လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးနောက်အမေရိကန်ကအီရန်ကို ဒေချောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဇွန်လ24ရက်မှာမူထရန့်ကအစ္စရေးနဲ့အီရန်ကြားဆန်းနှရကြားတိုက်ခိုက်မှုတွေအဆုံးသတ်ပြီးအပြစ်ခတ်ရစဲရေးသဘောတူညီမှုရရှိပြီးဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။တန်တမန်နီလန်းတွေအပါအဝင်စစ်ရေးနဲ့မနွယ်တဲ့ချင်းကပ်ဆောင်ရွက်မှုတွေကိုဦးစားပေးတဲ့တရုတ်ကတော့အီရန်အစ္စရေးပြည်ပခါမှာအမေရိကန်ရဲ့စစ်ရေးအရာ ဂျာဝန်တက်ခိုက်ခဲ့မှုကိုစန့်ကျင်တယ်လို့ဖော်ပြခဲ့ပါတယ်။ဒါပြင်တရုတ်ဟာအချိန်အလယ်ပိုင်းဒေသမှာပြည်ပခန့်အချိန်မြင့်တက်လာမယ်ဆိုပါကသူ့ရဲ့ပတ်လန်းရောင်းဝန်စီမံကိန်း BRI နဲ့တရုတ်ရဲ့စွမ်းအင်လုံခြုံရေးကဏ္ဍကိုထိခိုက်မဲ့အရေးကိုစိုးရိမ်နေပါတယ်။တရုတ်ရဲ့ရေနံဝယ်ယူတဲ့လမ်းကြောင်းစုစုပေါင်းနဲ့50ရာခိုင်နှုန်းနီးပါးဟာဟော်မုတ်ကြီးလက်ကျားမှတဆင့်ဝင်ရောက်နေတာဖြစ်သဖြင့်အချိန်အလယ်ပိုင်းပြည်ပခန့်ဟာတရုတ်ရဲ့စီးပွားရေးအတွက်လည်းချိန်ချောင်းမှုတစ်ခုဖြစ်နေတယ်လို့ကြမ်းကြင်သူတွေကပြောကြားခဲ့ပါတယ်။